ားလုံးမင်္ဂလာပါရှင်။နေရင်စရာမို့ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီတစ်ပတ်မှာဖပြဖို့ရွေးချယ်ထားတာတော့စတ္ထတန်ဃာယနာတင်ပိဋကတ်တော်တန်ယုတ်တနိကေဝင်သုတ်တံပိဋကတ်ခန္ဓာဝကတန်ယုတ်ပါဠိတော်မြန်မာပြန်ပုပ္ဖဝတ်မှာဖေနပိန္နုပမတကုဖပြပူဇော်ပေးတော်မှာပဲဖြစ်ပါတယ်ရှင်။ကာရဘာ၌မြတ်စွာဘုရားသည်အယုဇမြို့ခင်းကမြေကန်၌တည်င်းသုံးနေတော်မူ၏ ထိုအခါမြတ်စွာဘုရားသည်ယဟန်းတို့ကိုမိန်တော်မူ၏ယဟန်းတို့ဥပမာတော်ကဤကင်းကမြကြီးသည် ကြီးစွာသောရေမြုပ်ဆိုင်ကို ဆောင်လာရ၏ထိုရေမြုပ်ဆိုင်ကြီးကိုမျက်စိမြင်ရှိသောယောက်ျားသည် ကြည်ရ၏တစိမ့်စိမ့်ရှုရ၏အသင်အားဖြင့်ဆင်ခြင်ရ၏ထိုယောက်ျားသည် ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ် အသင်အားဖြင့်ဆင်ကျင်နေစဉ်ရေမြုပ်ဆိုင်ကြီးသည်အတုံးမဝင်ဟူ၍သာထင်ရ၏အချင်းဤဟူ၍သာထင်ရ၏အနှစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ရေမြုပ်ဆိုင်၌အနှစ်ဟူ၍အဘဲမှရှိနိုင်မည်နီ ယဟန်တို့ဤသူပင် အတိတ်နာဂတ်ပစ္စုပန်လည်းဖြစ်သောအတွင်းပြင်လည်းဖြစ်သောအကျန်းနှုလည်းဖြစ်သောအယုံမြန်လည်းဖြစ်သောအဝေးနီးလည်းဖြစ်သောရုပ်အားလုံးကိုယဟန်သည်ကြည်၏တစိမ့်စိမ့်ရှု၏အသင်အားဖြင့်ဆင်ခြင်း၏ထိုယဟန်သည် ထိုကြည်နေစဉ် တစိမ့်စိမ့်ရှုနေစဉ် အသင်အားဖြင့်ဆင်ခြင်းနေစဉ် ထိုရုပ်သည်အတုံးမဝင်ဟု၍သာထင်ရ၏အချင်းနီးဟု၍သာ ထင်ရ၏အနှစ်မဲ့ဟု၍သာ ထင်ရ၏ယဟန်တို့ယုံ၌အနှစ်ဟု၍အဘယ်မှာရှိနိုင်မည်နည်းယဟန်တို့ဥပမာတော်ကတစားမုံးလအခါ၌မိုးကြီးသေးထန်စွာရွာသွန်းလက်တော်ရေ၌ရေပွက်သည် ဖြစ်လဲဖြစ်၏ချုပ်လဲချုပ်၏ထိုရေပွက်ကို မျက်စိမြင်ရှိသောယောက်ျားသည် ကြည်ရာ၏ တစိမ့်စိမ့်ရှုရာဤအသင်အားဖြင့်ဆင်ခြင်ရာဤထိုယောက်ျားသည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင်အားဖြင့်ဆင်ခြင်နေစဉ်ထိုရေပွက်သည်အတုံးမဝင်ဟု၍သာထင်ရာဤအချင်းဤဟု၍သာထင်ရာဤအနှစ်မဲ့ဟု၍သာထင်ရာဤယဟန်တို့ရေပွက်၌အနှစ်ဟု၍အဘေမာရှိနိုင်မည်နီယဟန်တို့ ်ဤသူအတိတ်အနာဂတ်ပစ္စုပန်လည်းဖြစ်သောပေယလာအဝေးနီးလည်းဖြစ်သောဝေဒနာအလုံးကိုယဟန်သည် ကြည်၏တစိမ့်စိမ့်ရှု၏အသင်အားဖြင့်ဆင်ခြင်း၏ထိုယဟန်သည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင်အားဖြင့်ဆင်ခြင်နေစဉ်ထိုဝေဒနာသည်အတုံးမဝင်ဟု၍သာ ထင်ရ၏အချင်းဤဟု၍သာ ထင်ရ၏အနှစ်မဲ့ဟု၍သာ ထင်ရ၏ ယဟန်တို့ဝေဒနာ၌အနှစ်ဟု၍အဘဲမှရှိနိုင်မည်နီယဟန်တို့ဥပမာတော်ကားຫນွေဥရုတို့ဤနောက်ဆုံးလဝေမွန်းတဲ့ချိန်၌တန်လျက်သည်တစ်ဖြက်ဖြက်တုံလုံ၏ထိုတန်လျက်ကို မျက်စိမြင်ရှိသောယောက်ျားသည် ကြည်ရ၏ တစိမ့်စိမ့်ရှုရာဤအသင်အားဖြင့်ဆင်ခြင်ရာဤထိုယောက်ျားသည် တစိမ့်စိမ့်ရှုနေစဉ် အသင်အားဖြင့်ဆင်ခြင်နေစဉ်ထိုတန်လျက်သည်အတုံးမဝင်ဟူ၍သာ ထင်ရာဤအချင်းနီးဟူ၍သာထင်ရာဤအနှစ်မဲ့ဟူ၍သာထင်ရာဤယဟန်တို့တန်လျက်၌အနှစ်ဟူ၍အဘယ်မှရှိနိုင်မည်နီယဟန်တို့အေယတုတင်ညာအလုံးပေယလာယဟန်တို့ ဥပမာတော်ကအနှစ်ကိုအလိုရှိ၍အနှစ်ကိုရှာလေးရှိသော အနှစ်ရှာမေးရန်လှဲ့လည်နေသောယောက်ျားသည်ထက်လာသောဓမ္မကိုယူ၍တောသို့ဝင်ရ၏ထိုယောက်ျားသည် ထိုတော၌ဖြောင့်မတ်သောလက်ဆက်သော အတွင်း၌တီးခိုင်တံမရောက်သေးသောမပြောတော့ကြီးကိုမြင်ရ၏ ို့ငပြောတော့ကို အရင်၌ဖြတ်ရ၏အရင်၌ဖြတ်ပြီးလျင်ဖျား၌ဖြတ်ရ၏အဖျားကိုဖြတ်ပြီးလျင်အထက်ထက်သော အပတ်ကိုခွာရ၏ထိုယောက်ျားသည်ငပြောတော့ဤအထက်ထက်သောအပတ်ကိုခွာတော့အကာကိုမျှမရရအနှစ်ကိုအဘယ်မှာကြမည်နီထိုငပြောတော့ကိုမျက်စိအမြင်ရှိသောယောက်ျားသည် ကြည်ရ၏ တစိမ့်စိမ့်ရှူရာဤအသင်အားဖြင့်ဆင်ခြင်ရာဤထိုယောက်ျားသည်ကြည်နေစဉ်တစိမ့်စိမ့်ရှူနေစဉ်အသင်အားဖြင့်ဆင်ခြင်နေစဉ်ထိုငပြောတုံးသည်အတုံးမဝင်ဟု၍သာထင်ရာဤအချင်းဤဟု၍သာထင်ရာဤအနှစ်မဲ့ဟု၍သာထင်ရာဤယဟန်တို့ငပြောတုံး၌အနှစ်ဟု၍အဘယ်မှာရှိနိုင်မည်နီယဟန်တို့ဤသူပင် အတိတ်နာဂတ်ပစ္စုပန်လည်းဖြစ်သောပေယလာအဝေးနည်းလည်းဖြစ်သောသင်္ခါရအလုံးတို့ကိုယဟန်သည်ကြည်၏တစိမ့်စိမ့်ရှု၏အသင်အားဖြင့်ဆင်ခြင်း၏ထိုယဟန်သည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင်အားဖြင့်ဆင်ခြင်းနေစဉ်ထိုသင်္ခါရတို့သည်အတုံးမဝင်ဟူ၍သာထင်ရ၏အချင်းနည်းဟူ၍သာထင်ရ၏အနှစ်မဲ့ဟူ၍သာထင်ရ၏ ယဟန်တို့သင်္ခါရတို့၌အနှစ်ဟူ၍အဘဲမှရှိနိုင်မည်နီယဟန်တို့ဥပမာတော်ကမျက်လှဲ့သမားဖြစ်စေမျက်လှဲ့သမား၏တပည့်ဖြစ်စေလမ်းစုံလမ်းမ၌မျက်လှဲ့ပြရာ၏ထိုမျက်လှဲ့ကို မျက်စိအမြင်ရှိသောယောက်ျားသည် ကြည်ရာ၏တစိမ့်စိမ့်ရှုရာ၏အသင်အားဖြင့်ဆင်ခြင်ရာ၏ထိုယောက်ျားသည်ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ် အသင်အားဖြင့်ဆင်ခြင်နေစဉ်ထိုမျက်လှည့်သည်အတုံးမဝင်ဟု၍သာ ထင်ရ၏အချင်းဤဟု၍သာ ထင်ရ၏အနှစ်မဲ့ဟု၍သာ ထင်ရ၏ယဟန်တို့မျက်လှည့်၌အနှစ်ဟု၍အဘဲမှရှိနိုင်မည်နီယဟန်တို့ဤသူပင်အတိတ်နာဂတ်ပစ္စုပန်လည်းဖြစ်သောပေယလာ အဝေးနီးလည်းဖြစ်သောဝိညာဉ်အလုံးကိုယဟန်သည်ကြည်၏ တစိမ့်စိမ့်ရှု၏အသင်အဖျင်စင်ခြင်း၏ထိုယဟန်သည် ကြည်နေစဉ်တစိမ့်စိမ့်ရှုနေစဉ်အသင်အဖျင်စင်ခြင်းနေစဉ်အတုံးမဝင်ဟူ၍သာထင်ရ၏အချင်းဤဟူ၍သာထင်ရ၏အနှစ်မဲ့ဟူ၍သာထင်ရ၏ယဟန်တို့ဝိညာဉ်၌အနှစ်ဟူ၍အဘယ်မှရှိနိုင်မည်နည်း ယဟန်တို့ဤတို့မြင်သော အကြောင်းမြင်ရှိသော အရိယာတပည့်သည်ရုပ်၌လည်းညီငွေ၏ဝေဒနာ၌လည်းညီငွေ၏တင်ညာ၌လည်းညီငွေ၏သင်္ခါရတို့၌လည်းညီငွေ၏ဝိညာဉ်၌လည်းညီငွေ၏ညီငွေသောဆွဲမမှုကင်း၏ဆွဲမမှုကင်းခြင်းကြောင့်ကိလေသာမှလွမြောက်၏ကိလေသာမှလွမြောက်သောလွမြောက်ပြီဟုအသိဉာဏ်ဖြစ်၏ပရိတန်တေနေမှုကုန်မီ ကျင့်မြတ်ကိုကျင့်သုံးပြီးပြီပြုဝယ်ကိစ္စကို ပြုပြီးပြီဤမကိစ္စလုံးငါတပါသောပြုဝယ်မရှိတော့ပြီဟုတည်၏မြတ်စွာဘုရားသည်ဤစကားကိုဟောတော်မူပြီးနာထိုမှတပါသောဤဂါထာကို ဟောတော်မူပြန်၏ရုပ်ကို ရေမြုပ်ဆိုင်နှင့်တူ၏ဟု၍၎င်းဝေဒနာကိုရေပွက်နှင့်တူ၏ဟု၍၎င်းတင်ညာကို တန်လျက်နှင့်တူဤဟူ၍၎င်းသင်္ခါရတို့ကိုငပြောတို့နှင့်တူဤဟူ၍၎င်းဝိညာဉ်ကို မျက်လက်နှင့်တူဤဟူ၍၎င်းနေမင်းအဆွေဖြစ်တော်မူသောမြတ်စွာဘုရားသည်ဟောတော်မူအပ်၏အကျဉ်ပညာရှိသည် ထိုခန္ဓာ၅ပါးကိုအကျဉ်ချင်းချင်းရာအပြင်ဟုတ်တိုင်းမှန်စွာတစိမ့်စိမ့်ရှု၏အသင်အပြင်ဆင်ခြင်၏ ထိုထိုချင်းရာအပြင်ဟုတ်တိုင်းမှန်စွာ ကြည့်ရှုစင်ကျင်သောထိုပညာရှိအားထိုခန္ဓာ၅ပါးသည်အတုံးမဝင်ဟူ၍သာ ထင်၏အချင်းဤဟူ၍သာထင်၏ဤခန္ဓာကိုယ်ကိုအကြောင်းပြု၍မြတ်စွာဘုရားဟောတော်မူ၏တရားသုံးပါးတို့ဤကင်းပြောက်ခြင်းကြောင့်စွန့်ပြစ်အပ်သောရုပ်ကို ရှုကြကုန်လော ဇီဝိတိန်ရေဟူသောအတ္တကမ္မစတေဇောဟူသော အခိုးငွေဝိညာဉ်ဣတရားသုံးပါးတို့သည်ဤကိုယ်ကိုစွန့်သွားကြသောအခါဤခန္ဓာကိုယ်သည်စွန့်ပြစ်အပ်သည်ဖြစ်၍စိတ်စေတနာစိတ်ဆော်မှုမရှိပေပိုးလောက်စသည်တို့ဤအစာဖြစ်၍အိတ်နေရ၏ဤခန္ဓာကိုယ်သည်ဤသို့သဘောရှိ၏ ဤဝိညာဉ်နဲ့ခန္ဓာသည် လူမိုက်တို့ကိုရောင်မားပြောဆိုစေသောမျက်လှည့်ဖြစ်၏ဤခန္ဓာကိုယ်ကို သူတတ္တမဟုဆိုရ၏ဤခန္ဓာတို့၌အနှစ်ဟု၍မရှိထက်တန်သောလုံလရှိသောယဟန်သည် နေ၌ဖြစ်စေညနိုင်ဖြစ်စေ စင်ကြင်ဉဏ်ရှိသည် အောင်းမိတ်မှုတရိရှိသည်ဖြစ်၍ခန္ဓာတို့ကိုဤသို့ရှုစင်ခြင်းရာဤ သေးခြင်းမရှိသောနိဗ္ဗာန်ကို တောင်းတသောယဟန်သည် အနောင်ဘွဲ့တန်ရုံးစဉ်အားလုံးကိုပယ်စွန့်ရာ၏မိမိကိုယ်ခွေရာအားထားရာကို ပြုရာ၏ဥထိတ်၌မိလောင်နေသော သူကဲ့သို့ကျင့်ရာ၏ဟု မိန်တော်မူ၏ဖေနပိန်နုပမတုတ်ကိုဖတ်ပြပူဇော်လို့ပြီးပါပြီရှင်အားလုံးမွှင်လန်းချမ်းမြေကြပါစေရှင်